အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မျှဝေပေးသွားမယ်အကြောင်းအရာလေးကတော့ကြောက်စင်ကွန်နီအကြောင်းလေးပဲဖြစ်ပါတယ်တကယ်တော့ကြောက်ကွန်နဲဆိုတာကဝဲသူရဲ့စိတ်ကိုဖန်ဆားနိုင်မှုကြောက်ရဲ့အလားတရားကိုပေါ်ပြခြင်းသာဖြစ်ပါတယ်အဲ့တော့ကြောက်တလုံးကိုစပြီးကွန်မဲဆိုကလေးကကြောက်ရဲ့အလားဆုံးနေရာကို အရင်ရှာပါ ပြီးရင်ဓာမီနဲ့ထိုးကြည့်ထောက်ကြည့်ပါရှင်။မိတ်ဆွေရဲ့ကြောက်ကအေးချင်းရှိရင်ရှိတယ်လို့ကြကြဖွင့်ပြလို့ရပါတယ်။ကြောက်ကွန်တာလည်းကြောက်ရဲ့ပညာရက်မှာအရေးကြီးတဲ့အပိုင်းမှာပါဝင်ပါတယ်။တစ်ချက်ထိလိုက်တာနဲ့ဈေးခုန်သွားတဲ့ကြောက်တွေအများကြီးပါ။ဒါကြောင့်မို့အလုံးလိလာနိုင်ရန်အတွက်ကြောက်ကွန်ဤကိုဖော်ပြပေးလိုက်ပါတယ်ရှင်အခုမြင်တွေ့နေရတဲ့ ကြောက်ကတော့ခန်းနီးကြောက်ပဲဖြစ်ပါတယ်။ဒီကြောက်ကိုအခုခွာပြပါမယ်။ဒါကတော့ကွမ်တီလေးတွေပါ။အရင်ဆုံးကွမ်တီလေးတွေရဲ့အသုံးပြုပုံကိုတစ်ခုချင်းစီတုံးပြသွားပါမယ်ရှင်။ဒီလိုစပယ်ဖူးပုံစံကွမ်တီလေးတွေကကြောက်နည်းနည်းကြီးရဲ့နေရာတွေအတွက်လည်းအရန်အဆင်ပြေပါတယ်။ဒီကြောက်တွေလည်းတိုက်လို့မရတာမျိုးမဟုတ်ပါဘူး။ တိုက်လို့ရပါတယ်ရှင်။ကြီးလေပိုတိုက်လို့ကောင်းတယ်ဆိုတော့သဘောမျိုးပါ။စိန်မုံလည်းပိုများပါတယ်။ကြောက်ကိုတဒုံလုံးအခွန်ချွတ်ချင်တယ်ဆိုရင်လည်းအခုမြင်တွေ့နေရတာလေးကအရန်အတုံးတက်ပါတယ်။ကဲအခုစက်သေးကိုကွမ်တီလေးထည့်လိုက်ပါမယ်ရှင်။ မကွန်ခင်ပါလေကြောက်ကို အခုလိုဓက်မီနဲ့ထိုးကြည့်ပြီးတော့ကွန်တင်းတဲ့နေရာတွေကိုစုံဖြတ်ပါဒီမှာတော့လက်နဲ့ထောက်ပြထားတဲ့နေရာကို အခွန်ပပလေးပုတ်ကြည့်ပါမယ်ကြောက်ကတော့အကောင်းကြီးထဲမှာမပါပါဘူးရှင် ကွန်နီးကို ရှင်းပြခြင်းလို့နမူနာ ပြထားခြင်းဖြစ်ပါတယ် ွမ်းတာပဲဖြစ်ဖြစ်အခွန်ခွာတာပဲဖြစ်ဖြစ်ရေးချဆက်ကလည်းအရေးကြီးပါတယ်ရေးချပေးမှကွမ်းသီးနဲ့တိုက်လိုက်တဲ့အခါမှာခြေကို သူ့ဘာသာဆေးချပေးသွားတာပါတစ်ချက်ကွမ်းမီတိုင်းလဲကွမ်းထားတဲ့နေရာကိုဓာတ်မီနဲ့ထိုးကြည့်ထောက်ကြည့်ပါရှင်ကြောက်ကတော့တိတ်မကောင်းလို့တီးခံပြီးတော့ကြည့်ပေးပါနော်နောက်အစ်စ်အနေနဲ့ကတော့ကွမ်းသီးကိုလဲပြီးတော့တုံးပြပါမယ် ကြက်ကွန်တဲ့နေရာမှာလည်းအမြင်ရှိဖို့လိုပါတယ်။ကွန်တင်မကွန်တင်နဲ့အမြင်မရှိရင်မကောင်းတဲ့ကြောက်သားတွေတို့အနာတို့ပေါ်လာတတ်ပါတယ်။ ခုမီးနဲ့ထိုးကြည့်တဲ့အခါမှာပထမတစ်ခေါက်ခတ်တဲ့ထင်တလောင်မပေါက်ဖဲနဲ့အသားလေးနည်းနည်းပိတ်ချင်နေပါတယ်။အခုံလေးကတော့ပါပေမဲ့အသားကတော့လိုနေပါတယ်။ဒါပေမဲ့ကွမ်ပုံကွမ်နီးလိလာလို့ရအောင်ဝေးမြခြင်းဖြစ်ပါတယ်။ဒီကြောက်ဆိုကြောက်သားကအစင်မပြေလို့ပပူးဘက်ကိုပို့ပြီးတော့သွားပါမယ်။ဈေးတန်းဘလောက်ပဲရရ ကြောက်ကိုအတုံးတဲတဲ့ကြောက်မျိုးဖြစ်အောင် လုပ်တာပါရှင်ပထမ ကွမ်တီကတော့ကြားရတဲ့လိုက်တာမျိုးဆို အစဉ်ပြေပါတယ်ဒီကွမ်တီကတော့မျက်နှာပြင်ကိုညှိတဲ့နေရာမှာအတုံးဝင်ပါတယ်အခုခန်တီလေးကို အခွန်ပပလေးပုတ်လိုက်တဲ့အခါမှာဒီလိုလေးဖြစ်သွားပါတယ်ရှင်တကယ်လို့ကြောက်သားတာကောင်းခဲ့မယ်ဆိုရင်ပြကြက်လာတယ်လို့ဆိုရပါမယ် ကဲနောက်ထပ်ကွန်တီးတစ်ခုနဲ့လည်းအသုံးပြုပြပါဦးမယ်ရှင်ဒီအသေးလေးကပပပုတ်တဲ့နေရာမှာအတုံးဝင်ပါတယ်။တခါတလေမှာအမဲကြောတွေမှာအညိလေးတွေကက်နေတာလေးတွေရှိပါတယ်။အဲ့လို ကတ်နေတဲ့အညိလေးတွေကို ရှင်းဖို့ဆိုရင်ကွန်တီပပလေးနဲ့ထိတ်လေးကိုစားပေးလိုက်ရင်အဆင်ပြေပါတယ်။အခွန်လေးကိုပုတ်တိုက်စားတာမျိုးပေါ့နော်။ထိတ်လုံးကတိတိလေးနဲ့လောက်ရတာလေထီထီမီမီရှိပါတယ်။ ားလေးကတော့ပွတ်တိုက်ပြီးတဲ့အနေထားလေးဖြစ်ပါတယ်။အခုလို့ကွန်တီအသေးလေးတွေဟာဆိုရင်ကြောက်စင်းတစ်လုံးရဲ့အပေါ်ရန်လေးတွေပပားလေးတွေအခွန်လေးတွေကိုပေါ့နော်ကက်ကက်ပြီးတော့ချွတ်ချင်တဲ့အခါမျိုးမှာဆိုရင်အများဆုံးအသုံးပြုကြတဲ့ကွန်တီတွေကတစ်ခုဖြစ်ပါတယ်။နောက်တစ်မျိုးကတော့စပယ်ဖူးပုံစံလေးကိုမှထိတ်တုံးလေးပါ။သူကလည်းအခွန်ချွတ်တဲ့နေရာမှာအသုံးပြုပါတယ်ရှင်။ ေဆက်လက်ပြီးတော့အားလုံးကိုနောက်ဆုံးအနေနဲ့ဝေမျှချင်တာကတော့မိမိကွန်ချက်ကမိမိကိုမတတ်မိပါစေနဲ့။တဘောကကိုယ်တိုင်ကွန်ထားတဲ့ကွန်ချက်ကလှသွားတဲ့အခါမှာအာယုံတက်ပြီးဖြတ်မိလို့ဖြတ်ရှုံးနေ ဖြစ်တတ်ပါတယ်။အမားတစုံတရာပါသွားခဲ့ရင်လေဝေဖန်ထောက်ပြပြီးတော့အကြံပြုနိုင်ပါတယ်ရှင်။တင်စရာမင်းစရာများအားလုံးကို ဥထိပ်ပန်းစင်လျက်ဒီနေ့ရဲ့တင်ဆက်ပေးမှုတွေကိုဒီနေရာမှာပဲအဆုံးသတ်ပြရစီရှင်